မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖက်စာလေးတွေကို သင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့မြန်မာသားဖက်စာထဲမှာပါဝင်တဲ့မာယာပေရေချာဝိစနှလုံးပေါက်များဆိုတဲ့အတိတ်ပဲလေးကို ရှင်းပြခြင်းပါတယ် ။ညာဆိုတာကတော့မြန်မာစကားရေးသားတဲ့နေရာမှာနော်။စာကြောင်းရေးဒိုင်းမှာပါဝင်တဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ပါဝင် ရေးသားတဲ့စကားလုံးလေးဖြစ်ပါတယ်။ညာရဲ့အဓိပ္ပာယ်ကတော့အများအပြားအရေးအတွက်အရေးအတွက်တွေအများကြီးဖြစ်တဲ့အရာထပ်တူကြတဲ့အရာတွေကိုသုံးတဲ့နေရာမှာသုံးနောက်တစ်ခုများကိုနာမဝိသေသနာအနေနဲ့ သုံးနာဖြစ်ပါတယ်နောက်တစ်မျိုးအနေနဲ့ကတော့ဏိကုံးအနေနဲ့လည်းတစ်ခါတလေမှာသုံးတက်သေးပါတယ်ကဲဒါဆိုရင်ဥပမာလေးတွေကိုကြည့်အောင်နော်သုံးနှုံးရေးသားထားတဲ့အသုံးအနှုံးပုံစံလေးတွေကိုကြည့်ကြည့်အောင်ပထမဦးဆုံးចောင်းသားတွေများပြားလာပြီတဲ့နော်ចောင်းတစ်ចောင်းမှာចောင်းသားတွေများပြားလာပြီအများကြီးဖြစ်လာတာပထမ နော်လေးငါပထမ10ရောက်လောက်ကနေအယောက်20အယောက်30နောက်အယောက်100အဲ့လိုအထိများပြားလာတယ်အများကြီးဖြစ်လာတယ်ဆိုတဲ့အတိတ်ပဲနော်ចောင်းသားတွေများပြားလာပြီးနောက်တစ်ခုစာအုပ်တွေများများဝဲခဲ့တယ်ဈေးကိုသွားတယ်စာအုပ်ဆိုင်တွေ့တယ်စာအုပ်တွေများများဝဲခဲ့တယ်နော်သူဝဲခဲ့တာတအုပ်แท้မဟုတ်ဘူး အများကြီးဝယ်ခဲ့တာစာအုပ်တွေများများဝယ်ခဲ့တယ်တဲ့နောက်ဒီကြောင်းကိုကြည့်ကြည့်အောင်စာသင်ခန်းထဲမှာចောင်းသားများစုပေါင်းလေ့ကျင့်နေကြတယ်တဲ့စာသင်ခန်းထဲမှာចောင်းသားတွေစုပေါင်းပြီးတော့လေ့ကျင့်နေကြတယ်နော်ចောင်းသားတစ်ယောက်တည်းမဟုတ်ဘူးចောင်းသားနှစ်ယောက်မဟုတ်ဘူးចောင်းသားများအခန်းထဲမှာရှိတဲ့ចောင်းသားတွေចောင်းသားများစုပေါင်းပြီးတော့လေ့ကျင့်နေကြတာ ကဲဒါဆိုရင်နောက်တစ်ချောင်းကိုကြည့်အောင်ဈေးတန်းမှာ အသီးအနှံများရောင်းနေကြတယ်တဲ့ဈေးတန်းထဲမှာအသီးအနှံတွေရောင်းနေတာနော်အသီးအနှံကနည်းနည်းလေးရောင်းနေတာမဟုတ်ဘူးအသီးအနှံများအများကြီးရောင်းနေတာဈေးတန်းမှာအသီးအနှံများရောင်းနေကြတယ်တဲ့ကဲဒါဆိုရင် နောက်တစ်ချောင်းကြည့်အောင်စာအုပ်စင်ပေါ်ကွန်ပျူတာစာအုပ်များတင်ထားပါတဲ့ နော်ကွန်ပျူတာကတော့စာအုပ်တအုပ်ထဲကိုပြောတာမဟုတ်သူကစာအုပ်များစာအုပ်စင်ပေါ်ကိုကွန်ပျူတာစာအုပ်များတင်ထားပါတဲ့ကဲဒါဆိုရင်အခုဥပမာပေးထားတဲ့စာကြောင်းလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင် तू ကနော်အရေးအတွက်အများအများကြီးဆိုတဲ့အတိတ်ပဲနဲ့သုံးသွားတာနော်ဒီများအရေးအတွက်တခုတကောင်တယောက်အနေနဲ့သုံးတာမဟုတ်ဘဲနဲ့အရေးအတွက်များများ ။နော်အရင်အတွက်များများကိုကိုးစားပြုထားတဲ့စာကြောင်းတွေအနေနဲ့တွေ့ရမှာဖြစ်ပါတယ်။အထူးသတိပြုရမှာကတော့ဒီအရင်အတွက်အများအပြားသုံးတဲ့နေရာမှာမြောက်များဆိုပြီးတော့ရင်နော်တခါတလေကြတော့သုံးတတ်တယ်နော်ပစံနေအမြောင်အများတို့နော်မြောင်များတို့အဲ့ဒီမြောင်များမှာကြတော့ तू ကထူးဆန်းစွာနဲ့မရပ်ပင်းရေးချနဲ့ တုံးလို့မရပြန်မူသူကမအရာရင်ရေးချဝေဆန်နှလုံးပေါက်များမြောင်များကို ရရင်နဲ့တုံးသွားတယ်မြောင်များနော်ဒီမရပြရေးချဝေဆန်နှလုံးပေါက်များနဲ့တုံးနဲ့နော်မြောင်များလို့တော့တုံးလို့မရပြန်ဘူးဒါလေးကတော့သိထားမယ်ကိစ္စလေးတွေဖြစ်ပါတယ်ကဲဒီနေ့နော်ပြောပြပေးသွားတာတော့မြမစာရေးတဲ့နေရာမှာအရေးအတွက် နော်အများအပြားကိုသုံးတဲ့နေရာမှာသုံးတဲ့မြားရဲ့နော်အတိတ်ပဲနဲ့သူ့ရဲ့သုံးထားတဲ့နော်စာကြောင်းလေးတွေတဲကတချို့စာကြောင်းလေးတွေကိုပြော့ပြပေးသွားတာဖြစ်ပါတယ်နားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်